ချန်ပီယံဆူကြီးကောင်းဝယ်နိုင်မှု2026ကမ္ဘာ့လားခြေစစ်ပွဲကိုတိုင်းရိုက်အောင်မြင်သွားခဲ့တဲ့လက်ရှိချန်ပီယံအာဂျင်တီးနားပြည်သူများအားလုံးပဲမြင်လာပါများသူမြောင်အိုင်ဘတ်ခွန်ရှိကောအေဂျင့်ကနေပြန်လဲကြိုလိုက်ပါရင်မက်ဆီဦးဆောင်တဲ့အာဂျင်တီးနားကတော့ဒီနောက်ပိုင်းနှစ်တည်မှာတကယ်ကျန်းလို့ရှင်လန်းနေတာဖြစ်ပါရင်အာဂျင်တီးနားနေနဲ့2021ခုနှစ်မှာကမ္ဘာ့အမေရိကဘလား2022ခုနှစ်မှာကမ္ဘာ့ဘလား2023ခုနှစ်မှာ Final A List မှာနေကမ္ဘာ့အမေရိကဘလားတွေကိုဇက်လိုက်ရရှိခဲ့တာဖြစ်ပါရင်လက်ရှိကမ္ဘာ့ဘလားချန်ပီယံအာဂျင်တီးနားဟာ ကဘာပလားခြေစစ်ပွဲတောင်အမေရိကဆုံမှာလည်းခြေနေကောင်းနေပြီး73ဝဲကစားပြီးမှရမှ28မှတ်နဲ့အမပေးဆရာရဲ့အဆင့်1နေရာကနေဥဆောင်ထားတာဖြစ်ပါရင်တနက်26ကဘာပလားမှာတောင်အမေရိကဆုံက6သင်းထိတိုက်ရိုက်ခြေစစ်ပွဲအောင်မှာဖြစ်ပြီးတသင်းကတော့ပလေးယောကစားမှာဖြစ်ပါရင်ဒီတစ်ပတ်နိုင်ငံကာပွဲအစဉ်တွေမှာတော့အာဂျင်တီးနားဟာဥရုဂွေးဘရာဇီးလိုလိုထိပ်သီးအသင်းတွေနဲ့ကစားခဲ့ရတာဖြစ်ပါရင်အာဂျင်တီးနားတို့ဟာဥရုဂွေးကိုတော့အမန်ဒါရဲ့အတွင်းကုန်းနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါရင် အာဂျင်နာအနေနဲ့အခုမနက်မှာကစားမဲ့ဘရာဇီးနဲ့ပွဲအပအဝင်ချင်းစစ်ပွဲ၅ပွဲကိုကစားရအောင်မှာဖြစ်ပါတယ်ဖြစ်ချင်တော့ဒီနေ့မနက်6ခွဲမှာကစားမဲ့ဘရာဇီးအသင်းနဲ့ပွဲအဆင်မတိုင်ခင်မှာဘိုလီးဗီးယားနဲ့ဥရုဂွေးတို့ဟာဂိုမရှိသေးရလဲထွက်ပေါ်သွားခဲ့ပါတယ်ဒါအာဂျင်နာအတွက်အနေအပြောင်းတစ်ခုဖြစ်ခဲ့ပြီးပလေးအော့ခ်ကန်ရမဲ့ဘိုလီးဗီးယားကအမှတ်ရသွားခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဘိုလီးဗီးယားဟာအာဂျင်တီးနားနဲ့ဆန်နမတ်တီကွာဟာသွားခဲ့တယ်လို့ပလေးအော့ဝင်ခွင့်အတွက်ကြိုးစားနေတဲ့ပေရူးနဲ့လည်းဆလေးမတ်တီကွာဟာသွားခဲ့တာကြောင့်အာဂျင်နာတို့ချင်းစစ်ပွဲကိုလွတ်လွတ်ကျကျအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ် မန်စီအားဒီကောက်ကမ္ဘာပလာခြေစဉ်ပွဲမှာတော့ဒန်ယာပသနာကြောင့်ပါဝင်နိုင်ခြင်းမရှိခဲ့ပေမယ့်အာဂျင်နာကတော့အကောင်းဆုံးပုံစံနဲ့ရှေ့ဆက်နေဆဲဖြစ်ပါရင်အင်တာမိုင်မီအသင်းအနည်းပြမက်ချာရာနိုကတော့ခုလိုမျိုးမန်စီဒန်ယာရရှိသွားတာကသူ့အပြစ်မကင်းဘူးလို့ဆိုလာခဲ့ပြီးဖြစ်နိုင်ရင်မက်ဆီတည်ဖို့နေရတဲ့ဝင်းနှဝင်ပွဲတွေကိုကူထမ်းပေးချင်တယ်လို့ပြောခဲ့ပါရင်မက်ချာရာနိုကဒီတော့ကျွန်တော်တို့မန်စီကိုဒီထက်ပိုပြီးဝင်ပေးချင်တော့ဘူးဒီကိစ္စကိုအကောင်းဆုံးလေးနဲ့ဂိုင်းတွေသွားမှာဖြစ်ပါရင်ကံအောင်ကျွန်တော်ဒါကိုကျွန်တော်တို့ထိန်းနိုင်ပြီးဒန်ယာဖြစ်မသွားစေဖို့မျှော်လင့်ပါတယ်ဒီကိစ္စကလှုပ်ရက်ချက်မဟုတ်ပါဘူးဆိုပြီးပြောဆိုသွားခဲ့တာဖြစ်ပါရင် 2026ကမ္ဘာပလားကိုကနေဒါမက်ကန်စီကိုနဲ့အမေရိကန်တို့ကသုံးနိုင်ငံပေါင်းပြီးတော့2026ဇွန်လ17ရက်နေ့ကနေ2026ဇူလိုင်လ19ရက်နေ့ထိကျင်းပသွားမှာဖြစ်ပါရင်ဒီနေ့ကမ္ဘာပလားမှာတော့ထူးထူးခြားခြားအသင်း48သင်းနဲ့ကျင်းပသွားမှာဖြစ်ပါရင်အရင်တော့32သင်းနဲ့ကျင်းပနေရကနေအခုဆိုရင်48သင်းထိတိုးချဲ့ကျင်းပသွားမှာဖြစ်ပါရင်ဒီနေ့ကမ္ဘာပလားမှာအာရှဆုံက8သင်း၊အာဖရိကဆုံက9သင်း၊ကွန်ကာကစ်ဆုံက3သင်း၊အင်ရှင်အသင်းက3သင်း၊တောင်အမေရိကဆုံက6သင်း ။တမောက်ရီယာပိုင်းစုံကတသိန်း၊ဥရောပက16သိန်းတို့ဖြစ်ပါရင်။ဥရောပစုံကလွှဲရင်ကျန်တဲ့စုံတွေကပလင်းအော့ကနေဝင်ရောက်မဲ့လမ်းကြောင်းတွေလည်းပါဝင်နေကြတာဖြစ်ပါရင်။လက်ရှိချိန်မှာတော့အင်ရှင်သိန်းတွေဖြစ်ကြတဲ့မက်ကက်စီကောအမေရိကန်၊ကနေဒါတို့အပါအဝင်အာရှစုံကအီရန်၊ဂျပန်၊တောင်အမေရိကစုံကအာဂျင်တီးနား တောရီယာပိုင်းစုံကနယူးဇီလန်တို့ဟာတိုက်ရိုက်ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ပါရင်အသင်းကလည်း48တင်းဤဖြစ်လာတာကြောင့် group တွေကလည်းပုံများလာမှာဖြစ်ပါရင်အရင်ကအသင်း32တင်းတုန်းကဆိုရင်4တင်းတုံးစုနဲ့6အုပ်စုခွဲပြီးကန်ခဲ့တာဖြစ်ပါရင်ဒီတစ်ခါမှာတော့အဲ့လိုမဟုတ်တော့ပါဘူးခြေစစ်ပွဲအောင်မြင်လာခဲ့ကြတဲ့48တင်းဟာတုံးစုကို4တင်းနဲ့စုစုပေါင်းအုပ်စု12ခုရှင်မြိုင်သွားမှာဖြစ်ပါရင်အုပ်စုတစ်ခုချင်းစီမှာအုပ်စုပထမနဲ့ဒုတိယရတဲ့အသင်းတွေဟာနောက်တစ်ဆင့်ကိုတက်ရောက်မှာဖြစ်ပြီး အကောင်းဆုံးအုပ်စုတတိယရာရှိတဲ့လေးသိန်းကတော့နောက်တစ်ဆင့်ကိုတက်မှန်တက်ရောက်မှာဖြစ်ပါတယ်။ဒါဆိုရင်ရှုံးထွက်ဆင့်မှာ16သိန်းအထိရှိသွားမှာဖြစ်ပြီးအဲ16သိန်းဟာ16သိန်းရှုံးထွက်ဆင့်ကိုရှင်းပြန်သွားမှာလည်းဖြစ်ပါတယ်။မန်စီဥဆောင်တဲ့အာဂျင်နီးယားတော့လက်ရှိချန်ပီယံစူဂျီကိုကာကွယ်သွားနိုင်ပါမလား။ပိတ်သက်ကြီးကဘယ်လိုများထင်မြင်မိပါသလဲ။ကွန်မန့်မှာဝင်အောင်ဆွေးနွေးသွားလို့ရပါတယ်။ဟုတ်ကဲ့ပါမြောင်ဗျူလင်းကနေလာပါမယ်။နောက်နေ့မှာလည်းအင်္ဂါစားနဲ့ပတ်သက်တဲ့သတင်းကြော်တွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဒီကောင်းချောလိုက်ရပါတယ်ခင်ဗျာ။